အဟာရဆိုင်ရာအကြံမျိုးချက် nutrition consultation နောက်ပြီးရင် meal planning ကိုဒေါက်တာနဲ့စပြီးတော့မှ consultation ဆွေးနွေးတိုင်ပင်လို့ရပါပြီ။အဲ့တော့မိမိရဲ့ကျန်းမာရေးအဟာရလိုအပ်ချက်နောက်ပြီးတော့ meal planning ကိုစနစ်တကျဆရာဝန်ကိုယ်တိုင်ကနေပြီးတော့မှဆွေးနွေးပြီးတော့မှအကြံပြုတာလိုချင်တယ်ဆိုလို့ရှိရင်တော့ဒေါက်တာနဲ့ online consultation ကို booking ယူလို့ရပါပြီ။ booking ကဘယ်လိုမျိုးသွားမလဲဆိုတော့ zone ကနေပြီးတော့မှ online consultation လုပ်ပေးပါတယ်။အဲ့တော့ consultation ကိုဘယ်လိုလူတွေလုပ်တင်လဲဆိုလို့ရှိရင်အိမ်မှာနေရင်းနဲ့ပဲမိမိရဲ့ကျန်းမာရေးအတွက်ပုံမကောင်းမွန်တဲ့ရွေးချယ်မှုတွေကိုရရှိချင်တဲ့သူတွေ ်ဒါမှမဟုတ်မိမိရဲ့ကလေးအတွက်ကျမရေးဖွံ့ဖြိုးမှုအင်မြူဒီရဲ့အတွက်တွေကိုပို့ပြီးတော့မှကလေးကိုညာရင်ဖွံ့ဖြိုးတဲ့ကလေးလေးဖြစ်အောင်ပြုစုပျိုးထောင်ခြင်းနဲ့မိမိတို့တွေနောက်ပြီးတော့ကိုကတကယ်လို့နိုင်ငံခြားရောက်ရှိနေတာဖြစ်လို့ကို့အနေနဲ့ပေါ့နော်အာဟာရပြည့်ဝပြီးတော့မှလွယ်ကူရိုးရှင်းတဲ့အစားအစာတွေကိုဘယ်လိုမျိုးဝယ်ယူဆောက်တောက်ရမလဲဆိုတာကိုမသိတဲ့ဒူလေးတွေနောက်ပြီးတော့ကိုရဲ့ life goal ပေါ့ nutrition goal တခုခုပေါ့ weight loss လား weight gain လားဒါမှမဟုတ်ပို့ပြီးတော့ကျန်းမာခြင်းလားဒီလိုမျိုးအတွက် B plan လေးတွေရရှိခြင်းတဲ့ဒူလေးတွေဒေါက်တာနဲ့ online consultation ယူပြီးတော့မှပုံမကျန်းမာလာပါတဲ့ဘဝတ ခုရဖို့အတွက်ဆွေးနွေးနိုင်ပါပြီ။ online consultation လုပ်ချင်တဲ့ဆိုရင်တော့ Facebook Messenger ဒါမှမဟုတ်ရင် TikTok ချက်ပေါက်မှာလာပြီးတော့မှဆင်းရဲပေးနိုင်ပါတယ်။လာပြီးတော့ပြောရဆိုလို့ရှိရင်မနက်9:00နာရီကနေပြီးတော့ည7:00နာရီအထိအန်ဝင်တို့ကဖြေကြားပေးသွားမှာဖြစ်ပါတယ်။